ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဆရာဝန်တယောက်ကမိမိရဲ့ယောဂဝေဒနာနဲ့ပတ်သက်ပြီးတော့ဘယ်ဆေးစားရင်ပြောက်မယ်လို့ပြောတာအဲ့ဒီဆရာဝန်ရဲ့အရင်ချင်းကိုယုံကြည်တဲ့ပုဂ္ဂိုလ်ဟာသူညွန်နဲ့ဆေးတောက်တာပဲလေအဲ့ဒီလိုတောက်လို့ရှိရင်အဲ့ဒီညွန်ကြားတဲ့ဆရာဝန်ကတကယ်အသိဉာဏ်ရှိပြီးတကယ်ယောဂအကြောင်းကိုသိလို့ညွန်ကြားတာဖြစ်လို့ရှိရင် အဲ့ဒီဆေးတောက်တာနဲ့ယောဂါပျောက်တယ်ပေါ့ဒီသဘောမျိုးလို့မှတ်ရမယ်ဆရာဝန်ကဗာယောဂါဖြစ်နေတယ်ခွဲစိတ်ကုသမှပျောက်မယ်ဆိုရင်လေလူတွေဟာအသက်ဆုံးပြီးတော့ခွဲစိတ်မှုကိုခံကြဘာဖြစ်လို့လဲယုံတာသူ့အရေးချင်းကိုယုံလို့ဒါကြောင့်မို့လို့ဆရာကိုအကုပ်ရတယ်ယုံပါတယ်ပုံအပ်ပါတယ်ဆိုပြီးဒီလိုပုံရကြတယ်အဲ့တော့အဲ့ဒါလိုပဲ မြတ်စွာဘုရားသခင်ကိုရောမြတ်ကိုယုံကြည်တယ်ဆိုတာအတိညာကိုယုံကြည်တာအတိညာယုံကြည်သည့်အတွက်ကြောင့်ဘုရားဟောတဲ့တရားမှာအလွဲမှမရှိဘူးဆိုတာကိုလက်ခံလာလက်ခံသည့်အတွက်လိုက်နာခြင်းသုံးဖို့ရာအတွက်အားတဲ့တရားဖြစ်လာတယ်ဒီလိုဆိုတာပေါ့နော်ဒါကြောင့်မို့လို့ယုံကြည်တယ်ဆိုတိုင်းယုံကြည်မှုချင်းတူတာမဟုတ်ဘူး ဒါဖြင့်လူတွေသူတွေပြောနေကြတဲ့ကံကံဤအကျိုးကိုယုံကြည်တာရောမပါဘူးလား